င်းနဲ့တော့စူပေါင်းပြီးတော့တရားခိုင်တယ်ဘယ်လိုပါအဲဒိုရှော့ဘယ်လိုဒီလိုအဲဒိုတွေရှော့အဲဒိုအစိုးရရှော့တယ် Cheers. 属相家里。 ที่เรายกเอะที่เรบมาดีใจเลยนะนั่นเดียวที่เราเอะอายุที่เรบอกมาดี่จเลยนะ ိတ်ပေါ့တတိထားတဲ့စိတ်အတရားအတုကျေဆိုတာဒီအာယုန်တွေကိုတုံးချပြီးတော့ဒီနဲ့ဉာဏ်ပညာဖြစ်အောင်ကြိုးစားတာကိုတရား ရားအားထုတ်ရင်နှစ်ပိုင်းရှိတာပဋိဌာန်နေတဲ့အပိုင်းရှိတယ်ဒီပဋိဌာန်နေတာကမမဟုတ်ဘူးမမဟုတ်ရင်ဘာကြီးလဲဆိုပြီးတော့သူကနားလဲတဲ့အပိုင်းရှိတယ်ပြီးတော့ထားတယ်ငါတတိထားနေတာ ှုမှတ်နေတယ်ငါရှုမှတ်နေတာဒါဆိုရင် तू ကမှန်ကန်နဲ့နားလည်မှုမပါလာဘူးပေါ့ပဋိဌာန်နေတာကတော့တမာတိမေက ာတတိထားနေတာငါကုသိုလ်ရတာငါပယ်လွတ်မှာဆိုပြီးတော့ငါဆိုတဲ့အထင်မှားနဲ့လို့ရင်မှန်ကန်တဲ့နားလည်မှုမပါတဲ့အတွက်ဘဝိစာကိုမပယ်နိုင်ဘူးတတိသမารီကသမာဓိမဲ့ပြ မာရီမေခင်ဆိုတာကတော့စင်ငင်ရန်မှုစိတ်တည်ငြိမ်မှုတော့ထောက်ကူပြုတယ်။ဒါပေမဲ့စင်ရဲ့ဒုက္ခတွေရတယ်။ပြီးတိုင်းလွန်မြောက်ဖို့ပေါ့။ကိလေသာစင်ရဲ့လောဘဒေါသမောဟဆိုတဲ့ကိလေသာစင်ရဲ့တွေရတယ်။အပြီးတိုင်းလွန်မြောက်ဖို့ကြတော့ ရိသမာဓိဖြစ်ရုံနဲ့မပြီးသေးဘူးပေါ့ဒီမကန်နဲ့နားလည်မှုဆိုတဲ့ဓမ္မအမြင်ပေါ့သမာဓိဖြစ်ပေါ့ရှိဖို့လိုအပ်တာ ြန်ကျင်ရတာပေါ့တိထားနေတယ်ရှုမှတ်နေတယ်ဆိုတာကသူကလောကအမြင်ပဲရှိတယ်လောကအမြင်ဆိုတာကတော့သူတိငါတိရက်ွက်တိပေါ့နာရောင်နာရည်လို့တည်တယ်ဝင်နာဝင်တယ်လို့တည်တယ်ထွက်တာကိုထွက်တယ်လို့တည်တယ်ပူတာကိုပူတယ်လို့တည်တယ်ဆိုတာက သူကြီးငါတိရက်ွက်အတိလောကအမြင်လို့ခေါ်တယ်ယောဂီများစုကဒီလောကအမြင်နဲ့ပဲတရားအထုတ်တာငါတရားထိုင်ရင်ငါကုသိုလ်ရမယ်ငါဖယ်လွတ်မယ်ငါစိတ်ကပြင်းနေတယ်ငါစိတ်ကအပြင်းထွက်သွားတယ်ငါစိတ်ကငြိမ်းချမ်းတယ်ငါစိတ်ကငြိမ်းချမ်းဘူး အဲ့ဒါကလောကအမြင်ပဲရှိသေးတာလောကအမြင်ဆိုတာကငါပဲသူပဲငါစိတ်ပဲငါကုသိုလ်ရတာပဲငါအကုသိုလ်ဖြစ်တာပဲအဲ့ဒါကလောကအမြင်ငါကောင်းတာလုပ်တယ်ငါဆိုးတာတွေလုပ်မိတယ်ပညာဉာဏ်ဖြစ်ဖို့ပေါ့ ဓမ္မအမြင်ဖြစ်ဖို့ကြတော့ငါဆိုရင်အထင်မှမပါရဘူးဘုဟုဆရာတော်ဒီစကားနဲ့ပြောမယ်ဆိုရင်ဒိဋ္ဌိအယူမှမပါရဘူးဒိဋ္ဌိဖြုတ်ရတယ်အယူမှဆိုတာကငါပဲငါဆိုတာကခန္ဓာကိုယ်ထဲမှာစိတ်တစ်စိတ်ရှိတယ်လို့ယူဆထားတာ ငငယ်တော့လည်းဒီစိတ်ပဲအခုကြီးလာတော့လည်းဒီစိတ်ပဲအေကံကြီးကြတော့လည်းဒီစိတ်ပဲချစ်တာလည်းဒီစိတ်မုန်းတာလည်းဒီစိတ်တစိတ်แท้လို့ထင်နေတာအဲ့ဒါဒိဋ္ဌိပေါ့ဟာလို့ယူမှာအပညာဉာဏ်ဖြစ်ဖို့ကြတော့ ဆိုတဲ့ထင်မှားကိုဆွလွနိုင်ဖို့လိုတယ်။ငါဆိုတဲ့ထင်မှားကိုဆွလွဖို့ဆိုရင်ငါမဟုတ်ဘူးဆိုရင်ဘာဒီဟုတ်နေတာလဲဘာဒီဖြစ်နေတာလဲဆိုတာကိုနားလေတဲ့အတိမှန်ကန်တဲ့အတိမှန်ကန်တဲ့နားလေမှုဖြစ်ဖို့လိုတယ်။မှန်ကန်တဲ့နားလေမှုမှန်ကန်တဲ့အတိက ကိုယ့်အကိုလုံးလို့မရကိုယ့်ဟာပါရမီရှင်ဖြစ်မယ်ရေးတင်ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်ထားမယ်ဆိုရင်တော့ဒီယုတ်တရားတွေနတ်တရားတွေအာယုံဆိုတာဓာရဆိုတာစိတ်ဆိုတာဘယ်လိုလဲဆိုတာကိုကိုယ့်ဟာပါရမီရှင်ပါရမီတွေပြည့်နေပြီဆိုရင်ဘယ်သူမှမတင်ကြရဲနဲ့ကိုယ့်အကိုဝိညာဉ်ထွက်တယ်ဆိုပြီးတော့ တခုခုရှုမှတ်ရင်တရားတော်တွေကိုကိုကပါရမီရှင်ဆိုရင်ကိုယ့်အကူတည်တယ်။ဆရာအကူကြီးမလို့ပေါ့။ကိုကပါရမီရှင်မဟုတ်ဘူး။လူလုံးကလိုပဲဆိုရင်တော့အမှန်တရားကိုကိုယ့်အကူဘိုးလိုကျင့်ဒီလိုကျင့်ပြီးတော့မသိနိုင်ဘူး။ပြိုင်တော့တာဝကလမ်းစဉ်ပေါ့။တာဝကလမ်းစဉ်ဆိုတာကကိုယ့်အကူကျင့်လို့မသိနိုင်ဘူး။ ငါဆိုတဲ့အယူမားတွေကိုမစွန့်နိုင်ငါဆိုတဲ့အယူမားကိုစွန့်နိုင်လို့ဆိုရင်သူကပထမတင်ကြားပြီးတော့သိရငါဆိုတာမဟုတ်ဘူးငါမဟုတ်တော့ဘာရင်းဆိုတော့ယူဒီယာနန္ဒီယာတွေပဲအာယုန်နဲ့စိတ်တွေပဲအကြောင်းဓမ္မအကျိုးဓမ္မယုံ nant ဖြစ်စင်နေပဲငါမဟုတ်ဘူးအဲ့ဒါကိုတင်ကြားပြီးတော့မှသိတယ် ူကဘယ်လောက်ကျင့်ကျင့်မသိဘူးသူကကိုကျင့်လို့တိမယ်လေဆိုရင်လည်းသူကဘုရားတဏနာနဲ့စုံစရာလည်းမလိုတော့တဏနာပါကာလမှာလည်းဒါတရားကျင့်နေကြရတယ်လေယတိဒီဒီကယောဂကျင့်နေဆိုတာအိန္ဒိယမှာလည်းဒါတရားကျင့်နေကြတယ်ဒါပေမဲ့သူတို့မဉ္ဇဉ်ဘုံဉ္ဇဉ် ောတမံတဂရာကံယဟန္တာဖြစ်တယ်ဆိုတာမရှိဘူး။ပါရမီရှင်ပြစ်ပြီးတော့နတင်ချင်းနဲ့ကဘာတသိန်း၊လေးတင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ထားမယ်ဆိုရင်တော့ဒီဝိနည်းထွက်တယ်ဆိုရင်အာယုတစ်ခုခုကိုရှုမှတ်ပြီးတော့ဒီသစ္စာတရားတွေ၊ယုတ်တရားတွေ၊နန္တရားတွေ၊ပရမတရားတွေကိုသူကတိသွားတယ်။ပါရမီရှင်မဟုတ်ဘူးဆိုရင်တော့ ဦးဇင်းတို့ဟာတူတိငါတိရက်ွက်တိအဆင့်ကိုမကျော်နိုင်ဘူးပေါ့ဘလောက်ကျင့်ကျင့်ပေါ့ဟိုလိုပဲကျင့်ကျင့်ပေါ့ဒီလိုပဲကျင့်ကျင့်မလှုပ်ပဲပဲကျင့်ကျင့်အစာမစားပဲကျင့်ကျင့်ဒါအိန္ဒိယမှာခုရတိကျင့်ဒါပေမဲ့အမှန်တရားတစ္ဆာတရားဆိုတာဘာလဲငါမဟုတ်ဘူးဆိုတာဘာလဲငါမဟုတ်တော့ဘာလဲဆိုတာလေ တိုင်းသားတစ်ခုတည်းမတင်ကြဘူးဆိုရင်မတည်ဘူးမတည်ရင်အဲ့တော့အဲ့ဒီအတိကိုမပွားနိုင်ဘူးမံကန်တဲ့အတိကိုပွားမှအဝိဇ္ဇာကိုဖယ်နိုင်အယူမာဒိဋ္ဌိတွေကိုဖြုတ်နိုင်အယူမာဒိဋ္ဌိကိုဖြုတ်နိုင်မှဒီကိလေသာတွေပေါ့လောဘဒေါသမောဟတွေကိုစွန့်နိုင်လောဘဒေါသမောဟတွေကိုစွန့်နိုင်မှ ီလောဘဒေါသမောဟကြောင့်ဖြစ်ရတာဖြစ်ရတဲ့ဆင်းရဲဒုက္ခတွေအားလုံးလွန်မြောက်ပြီးတော့အနိစ္စချမ်းသာဆိုတဲ့ကိလေသာဆင်းရဲခန္ဓာဆင်းရဲတွေအားလုံးလွန်မြောက်တဲ့အနိစ္စချမ်းသာကိုရောက်နိုင်တယ်ပေါ့ပြောရင်တော့ကတော့ဒီတော်ကလမ်းစဉ်ပေါ့ကျွန်တော်တို့ကပါရမီရှိမဟုတ်ဘူးဆိုရင်တော်ကလမ်းစဉ်နဲ့သွားဘုရားဟောတွေကိုအတိုင်းတာတစ်ခုတည်းနားလည်အောင်သင်ကြားမဟုတ်ဘူး ။ဘာမဟုတ်တော့ဘာတွေလဲဆိုတာကိုသင်ကြား။အခုမှဆိုရင်ငါမဟုတ်ဘူး၊ယုံနာနှစ်ပါးခန္ဓာငါးပါးပဲ။ဒါဖြစ်နေတာ။အဲ့ဒါကိုနားလည်အောင်။ပြင်အဲ့နားလည်ထားတဲ့အတိကိုဆက်ပြီးတော့သူကပွား။ယောဂီများစွာရိဒါဝင်နေအတကြံရင်းဝင်နေ9ရက်9ရက်ဒီကျွေးတဲ့ ရေ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 ရရတော့နားမနေပါဘူးဒီကျိုးစဉ်ခုနှစ်ရက်တောင်ပြည့်အောင်မနေနိုင်ဘူးပြန်သွားသူကအရင်နားလည်အောင်လုပ်ပါနားလည်ပြီးတော့မှအဲ့အမှန်တရားနားလည်အတိကိုသူကပွားပညာဉာဏ်ကိုပွားသတိဉာဏ်ပညာကိုပွားဝိပဿနာဆရာမှန်ကန်တဲ့အတိကိုပွားများသမာဓိတိကိုပွားများ ဒါပေမဲ့ကမာဒိဋ္ဌိကိုမပွားရတော့ဝိနည်းထွက်တယ်နာရင်နာတယ်ပူရင်ပူတယ်ဆိုတော့တူတိငါတိရက်ွက်အတိတွေကိုပဲသူကပွားနေတာအဲ့တော့တရားအာထုတ်တာကကုထုပြေအောင်တော့ပဲရတာရဲ့ကို transform မဖြစ်တော့ရဲ့ကိုအတိဉာဏ်ကြီးစိတ်သက်ကြီးမပြောင်းလဲတော့လုံရင်တုံရင်ပဲတရားအမထုတ်တဲ့လူတွေကတခါလေပြောကြတယ် အာတရားတွေအထုတ်ပြီးတော့လောဘဒေါသတွေကကြီးလိုက်တာအတ္တတွေကြီးလိုက်တာမပြပြောတဲ့လူတွေတကယ်တော့မားတော့မပါဘူးဘာလို့လဲတရားတွေအထုတ်ပြီးတော့လူရင်းမရောက်ရင်လည်းကလောဘကြီးရဲ့ကြွားလည်းကြီးနေတာရိတ်တာတွေလည်းပြီးတော့ဒါအထုတ်တာလူကောင်းဆန်နေခြင်းအရလူကောင်းဆန်တော့မယ်ပေါ့ရဲ့လိုအတိညာဉ်တွေစိတ်ဓာတ်တွေသဘောထားတွေကမပြောင်းလဲသွားဘူး ဘာလို့လဲဆိုတော့တကယ်နားလည်မှုမဖြစ်ဘူးတကယ်နားလည်မှုမဖြစ်တော့အဲ့တကယ်နားလည်မှုဆိုတဲ့ပေါ့တမာဒိဋ္ဌိကိုစက်ပြီးတော့ပွားရတယ်ဆိုတာကိုလည်း तू မလုပ်တတ်ဘူး तू ပွားရင်ဘာပွားမလဲဆိုတော့ဝိနည်းထွက်တယ်နာရင်နာတယ်ပူရင်ပူတယ်ဒါပဲပွားတယ်ဘသူတိငါတိရက်ွက်တိအစင်းကပဲသဝဲလိုက်တယ်ဖြစ်တယ်မတရားအတုတ်တယ်ဆိုတာ ပထမတော့ဝင်နေထွက်တယ်လို့ရှုရဲဆိုတာကတတိတမာတိဖြစ်အောင်ပထမတော့လောကတတိတမာတိလည်းမပါရဘူးမပါလို့မရဘူးပေါ့တတိတမာတိဖြစ်ပြီးပြီဆိုရင်အဲ့ဒီအမှန်တရားကိုနားလည်အောင်လောကအမှန်တရားအတိဖြစ်အောင်လောကဒီအဲ့ဒီအမှန်တရားအတိကိုဆက်ပြီးတော့ပွားနိုင်အောင်လောက ဟောဝိပဿနာဆရာသူတွေကဒီနားလည်မှုမှန်ကန်တဲ့နားလည်မှုကိုသင်တယ်လို့မသိကြဘယ်လိုရှုရမလဲဟိုလိုရှုရမလားဒီလိုရှုရမလားသူကရှုမှတ်ပုံပဲသင်ရတာများတာရှုမှတ်တယ်ဆိုတာကတတိထားတာတတိထားတာကတမာတိမဲ့ပဲတမထောက်တင်နေတာပဲဖြစ်နေတာဝိပဿနာကိုသင်ပေးဖို့ကြတော့ ိတ်နာမနေကြဝေဒနာဆိုတာကတမာတိတမာတိတိနဲ့တမာတိကပ္ပကိုပြောတာဟာမိခင်ရှိပါမှဆိုရင်တမာတိတိနဲ့တမာတိကပ္ပမာတမာတိကပ္ပဆိုတာမမကန်ကန်စဉ်းစားမကန်ကန်ကန်တွေးခေါ်တတ်ဝိရဏဆိုတာမင်္ဂလာနဲ့စဉ်းစားမှုကိုတင်တာမင်္ဂလာနဲ့စဉ်းစားဖို့ တင်တယ်လို့မသိဘူးဘုလိုရှုမယ်ဒီလိုရှုမယ်ဘာတချို့ကလည်းမလုပ်ရဘူးမကုတ်ရဘူးတချို့ကလည်းအမှန်လေးနဲ့လှုပ်လို့ရတယ်တတိလေးနဲ့လှုပ်လို့ရတယ်ဆိုတော့နော်တော့နေရာမှာတစ်ခုနေနဲ့အမှန်တရားတစ်ခုနေနဲ့နားမနေဘူးဟိုကတစ်မျိုးပြောဒီကတစ်မျိုးတော့ဒီရိတ်တာကတော့မလှုပ်ရဘူးပြောတယ်ဟိုရိတ်တာကတော့ရှုမှတ်ပြီးတော့လှုပ်လို့ရတယ်ဆိုတော့ သူကလောကမြင်ပဲရှိတယ်လောကမြင်ရကြတော့သူကဆန့်ကျင်ဘက်ကြီးဖြစ်တယ်ကောင်းတာနဲ့ဆိုးတာနဲ့လှုပ်ရမှာနဲ့မလှုပ်ရမှာနဲ့ပူတာနဲ့အေးတာနဲ့စိတ်ညစ်တာနဲ့ပျော်တာနဲ့ဒါတော့လောကမြင်ကိုမကြော်နိုင်ဘူးပေါ့ဘုရားနာညာပြဖို့ကလောကမြင်နောက်ကဓမ္မမြင်ကို ကပ်ပြီးတော့လိုက်နိုင်အောင်ကြိုးစားဓမ္မမြင်ကားကြတော့သင်ချားမှတည်ကိုယ့်ဘောက်ကိုမတည်ကိုယ့်ဘောက်တည်ရင်လည်းဖျားပွင့်စရာမလိုတော့တာသနာနဲ့လည်းကြုံစရာမလိုတော့ကိုယ့်ဘောက်ကိုဝင်လေထွက်တယ်လို့ရှုမှတ်ရင်းနဲ့ပဲတောသားပဲယဟန္တာတွေဖြစ်ကုန်ကြမှာခုတော့သတိထားမှုကိုပဲအာရုံစိုက်တာ င်တိုင်းတီထွက်တိုင်းတီဝင်လေကဝင်နေလို့မပြောထွက်လေကထွက်တယ်လို့ပြောတကယ်တီးနေရတာကထိတဲ့သဘောတွန်းတဲ့သဘောလေတတိပီတတိတတိပီတတိတတွန်းပီတတွန်းတတွန်းပီတတွန်းဖြစ်နေတာကိုပဲသိရတယ် တတိပီတတိတတိပီတတိအစားထိုးနေတာကိုပဲဥစဉ်တော့ဝင်လေလို့တတ်မှတ်လိုက်တကယ်ဥစဉ်တော့တတ်မှတ်တာမဟုတ်ဘူးသင်ညာဆိုတဲ့နန္တရားကတတ်မှတ်အော်ကြီးတာတောနာကယုတ်တရားကြီးတာတောနာလေးတွေဆက်ဆက်ပြီးတော့တတိပီတတိတတော်မီတတော်အစားထိုးနေတာကိုဝင်လေလို့တတ်မှတ်လိုက်တာ ငါတည့်ရှိနေတာလို့တတ်မှတ်လိုက်တာကနန္တရာယုတ်တရားနဲ့နန္တရာအယုတ်တရားနဲ့နန္တရာယုတ်တဘာဝနဲ့နန္တဘာဝဖြစ်နေတာကိုဦးဇင်းတို့ကအမှန်တိုင်းမသိတော့ငါတည့်ရှိနေတာငါတရားထိုင်နေတာလို့ထင်မှာအခုဇင်းတို့ကသူကြီးငါကြီးရက်ွက်တိအစင်းအားမကျော်နိုင်ဘူး ဝေဒနာဆိုတာကထူးထူးကဲကဲပေါ့ထူးထူးခြားခြားတိတာသူသိငါတိမဟုတ်တော့သူသိငါတိရနေလွန်မြောက်တဲ့တိအဲဘယ်လိုတိရမလဲဆိုတော့ဒါတင်ကြား